မင်္ဂလာပါရှင်2014ခုနှစ်အောက်တိုဘာ17ရက်တနင်္လာနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားစီစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မခက်ပါပါ။ RFA စီစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီအထိတင်ဆက်သွားမှာပါ။ဒီစီစဉ်ကိုပဲနောက်တစ်နေ့မနေ့9နာရီခွဲမှာတစ်ချိန်နေ့လယ်တနင်္လာမှာတစ်ချိန်ပြန်လည်ထုတ်လွှင့်ပေးနေတဲ့အကြောင်းသိပေးအပ်ပါရစေ။ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင်။ မေရိကန်နဲ့မြန်မာနှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ဖို့ဆိုရင်မြန်မာအစိုးရဘက်ကဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုတိတိတတ်တာအရှိန်မြှင့်တင်ဖို့လိုအပ်တယ်လို့လူအခွင့်အရေးကိစ္စတွေမှာလည်းနောက်ပြန်သွားနေတယ်လို့ယူဆစရာလှုပ်ဆောင်ချက်တွေကိုရက်တန်းကရက်ဖို့လိုအပ်တယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဂျွန်ကယ်ရီကသတိပေးပြောကြားလိုက်ပါတယ်။တမရအုပ်သိမ်းစိန်နဲ့နေပြည်တော်မှာစနေနေ့ကတီးတန့်တွေ့ဆုံရမှာအမေရိကန်နိုင်ငံသားရေးဝန်ကြီးကအခုလိုသတိပေးတိုက်တွန်းခဲ့တာလို့အမေရိကန်အရာရှိကြီးတဦးကပြောပါတယ်။ နေ့ညနေကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာမြန်မာအစိုးရပြန်ကြားရေးဝန်ကြီးဦးရထွတ်ကတမရဦးသိန်းစိန်နဲ့အမေရိကန်နိုင်ငံကြားရေးဝန်ကြီးတို့ဆွေးနွေးပွဲမှာ2008ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးကိစ္စ၊ငြိမ်းချမ်းရေးကိစ္စ၊သတင်းထောက်တချို့ဖမ်းဆီးထောင်ချခံထားရတဲ့ကိစ္စ၊လူအခွင့်ရေးကိစ္စ၊နှစ်နိုင်ငံကုန်သွယ်ရေးနဲ့အကူအညီပေးရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့သတင်းထောက်တွေကပြောပါတယ်။အရှေ့အာရှဒေသလုံခြုံရေးညီလာခံအတွက်မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့အမေရိကန်နိုင်ငံကြားရေးဝန်ကြီးမစ္စတာဂျွန်ကယ်ရီဟာ တနင်္ဂနွေနေ့မှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကထဒေါင်ဆန်းစုကြည်ကိုရန်ကုန်မြို့ကနေအိမ်မှာတွားရောက်တွေ့ဆုံခဲ့ပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဟာအာရှခီးစဉ်တစိတ်တပိုင်းအဖြစ်ဒီကနေ့မှာဩစတြေးလျနိုင်ငံကိုရောက်ရှိသွားပြီဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံကနိုင်ငံရေးအကျဉ်းသားဟောင်းနေရဲ့ဘဝရှိရေးနဲ့တာသမီတွေရဲ့ပညာရေးကိစ္စတွေမှာအမေရိကန်အစိုးရကအကူအညီပေးသွားမယ်လို့အမေရိကန်ပြည်ထောင်စုဒီမိုကရေစီလူ့အခွင့်အရေးနဲ့လောက်သမားရေးရလက်ထောက်နိုင်ငံသားရေးဝန်ကြီးထွန်မလန်နော့စကီကပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့အမေရိကန်တန်ယုံမှနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ကကိုယ်စားလှယ်ရီနဲ့ဒီကနေ့တွေ့ဆုံစဉ်မှာထော့မလန်နော့စကီကအခုလိုပြောကြားခဲ့တာလို့တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကဦးထွန်းချီကပြောပါတယ်။ဒီတွေ့ဆုံပွဲကိုအမေရိကန်နိုင်ငံသားရေးဝန်ကြီးဂျွန်ကယ်ရီနဲ့အတူလက်ထောက်နိုင်ငံသားရေးဝန်ကြီးထော့မလန်နော့စကီလည်းတက်ရောက်ခဲ့တာပါ။ ကျင်းထောင်တွေထဲမှာကြံနေသေးတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဂျွန်ကယ်ရီကသမရအုပ်သိမ်းစိန်နဲ့တွေ့ဆုံဆွေးနွေးစဉ်မှာတောင်းဆိုခဲ့တယ်လို့လည်းသိရပါတယ်ရှင်58ကြိမ်မြောက်အာဆီယံနိုင်ငံသားရဲ့ဝန်ကြီးများအစည်းအဝေးနဲ့အရှိအာရှထိပ်သီးအစည်းအဝေးကို နေပြည်တော်မြန်မာနိုင်ငံမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာမှာ မနေ့ကနောက်ဆုံးနေ့အဖြစ်ကျင်းပခဲ့ပါတယ်တက်ဆက်သေးကျင်းပတဲ့အာဆီယံနယူးဇီလန်နိုင်ငံသားရဲ့ဝန်ကြီးများအစည်းအဝေးမှာ အာဆီယံနိုင်ငံများနဲ့နယူးဇီလန်ပညာသင်စုအစီအစဉ်လူငယ်စီးပွားရေးလုပ်ငန်းရှင်များဖလှယ်ရေးတဘာဝဘေးရန်ရဲ့စီမံခန့်ခွဲမှုလေယာစိုက်ပျိုးရေးစတဲ့ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။အာဆီယံဩစတြေးလျဆွေးနွေးပွဲမှာအာဆီယံဒေသအတွင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအတွက်ဩစတြေးလျနိုင်ငံကဆောင်ရွက်နေတဲ့၅နှစ်စီမံကိန်းနဲ့ပတ်သက်လို့ထောက်ခံကြိုဆိုလိုက်ပါတယ်။ဒီအစည်းအဝေးတွေကိုအာဆီယံနိုင်ငံသားရဲ့ဝင်ကြီးတွေအပြင် American, Russia, တရုတ် ိုရီးယား၊ဂျပန်၊ဩစတြေးလျ၊ကနေဒါနဲ့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတွေလည်းတွေ့ရောက်ခဲ့ကြပါတယ်ရှင်။ပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရဦးရှိမန်းဟာဒီနေ့မနက်ပိုင်းကနေပြည်တော်လွှတ်တော်ဝင်အတွင်းကစပူတီရိခမ်းမဆောင်မှာပြည်ရင်းပြည်ပသတင်းထောက်တွေနဲ့တနာယီကြောကြာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ RFA ဖွဲ့သားကိုခမုံစိုးမင်းကတင်ပြထားပါတယ်ရှင်။နေပြည်တော်ပြည်သူ့လွတ်တော်ဝင်ရှိဇဘူတိရိခမ္မကလွတ်တော်ဥက္ကဋ္ဌသူရဥွှေမန်းရဲ့ လက်ရှိနိုင်ငံရေးနဲ့လွတ်တော်အနေအထားသတင်းစာ ရှင်းလင်းပွဲမှာသတင်းတောက်တွေက PR ခေါ်အချိုးကျကိုစားပြုရွေးကောက်ပွဲစနစ်နဲ့ပတ်သက်လို့အဓိကထားမေးမြန်းကြပါတယ်ပြာရှင်းနေပါတယ်လို့အခုတော့တုံ့ကျိုးနေတာပြာရှင်းနေတဲ့ပတ်သက်လို့မိမိတို့ကပြာရှင်းရဲလို့လည်းပြောနေတယ်နော်မြန်မာနိုင်ငံနဲ့တည်တော်ရဲ့ဒီကောက်ပဲစနစ်ဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ဒီနေ့ခဏလေးပြောနေရတဲ့ဂျာပြည့်ဒီကောက်ပဲဒါချင်းတော့ နိုင်မှာပုံပါဘူးသင်တို့မလည်းမတင်တော့ပါဘူးဒါလည်းမင်းငါတို့ဆန်နာရေကောက်ပွဲမှာသင်တို့ကောင်သင်တို့နိုင်ပါတယ်သင်တို့ပဲလို့ပြောဆိုရင်သင်တို့ကောင်သင်တို့နိုင်ပါတယ်အဲဒီခါမှာကတော့တပီးပြောလို့ဆိုတယ်အဲဒီလေးပယုံချင်အောင်ပြုလေးကတင်တယ်ပြောပယုံချင်အောင်ပြုပြင်းနေချိန်မှာဒါလည်းတပါရဲကောင်ဆက်တော့နိုင်တယ်ဆက်လက်ပြီးသူရဥွှေမန်းက မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့အမေရိကန်နိုင်ငံသားဝင်ကြီးဂျွန်ကယ်ရီရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးလည်းအကောင်းမြင်ပါတယ်။မြန်မာနိုင်ငံဒီလိုကိစ္စဖြစ်နေကြောင်းလည်းရည်တွေ့အမေရိကန်နိုင်ငံနေနဲ့ထောက်ခံနေတဲ့ကုညာပြည်ရဲ့ဆိုတဲ့လိုရှေ့သွားနေပြီးမှလည်းမြန်မာနိုင်ငံဒီလိုကိစ္စဖြစ်နေကြောင်းလည်းအမေရိကန်နိုင်ငံကထိုက်တဲ့အားလို့ပါကုညာပြည်နဲ့ဒါအပြင်သူရအုပ်ရွှေမန်းက ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့သတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍကိုလည်းအလေးထားပြောကြပါတယ်ဒီမိုကရေစီစနစ်ပေါ်ကပ်ကိုဆိုရင်သတင်းမီဒီယာမှန်တယ်မပါဘဲနဲ့မဖြစ်ဘူးအဲဒါမျိုးသတင်းမီဒီယာမှန်တယ်ဒီဒီမိုကရေစီဝိပါကိုလည်းတင်ကနေရာမှရှိတယ်ဆိုတော့သတင်းမီဒီယာမှန်တယ်ကုန်ကြဖို့ ကုန်ထားဖို့ဒါဆောင်းနေအဲ့ဒီလိုမီဒီယာတဲ့မီဒီယာရဲ့အခန်းကဏ္ဍကတောင်းယူတောင်းထမ်းကိုယ့်ဘက်ကလည်းကိုယ်လေးမြင်တာသူ့ရှိရတယ်လုပ်ပြီးဖို့လိုပါလိမ့်မယ်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရဥရှိမန်းရဲ့သတင်းစာရှင်းလင်းပွဲကိုပြည်တွင်းသတင်းတောက်တွေတွင်သာမကပြည်ပကသတင်းတောက်တွေလည်းတက်ရောက်ကြပါတယ်ခင်ဗျာ RFA ဖွဲ့သားကိုခမောင်စိုးမင်းတင်ပြပေးခဲ့တာပါရှင် တမရယုံဝန်ကြီးဥောင်မင်းဦးဆောင်နဲ့အစိုးရငင်းငင်းရေးဖွဲ့ဆောင်ရေးလုပ်ငန်းကော်မတီဟာဒီနေ့ရန်ကုန်မြို့မြန်မာငင်းငင်းရေးစင်တာမှာနိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံပြီးငင်းငင်းရေးလုပ်ငန်းစဉ်တွေကိုရှင်းပြခဲ့ပါတယ်။ RF သတင်းတောက်ကိုကျော်စောဝင်းကတင်ပြထားပါတယ်ရှင်။ဒီနေ့ငင်းငင်းရေးလုပ်ငန်းစဉ်ရှင်းလင်းပွဲကိုနိုင်ငံရေးပါတီ66ပါတီကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပြီးပြည်ထောင်စုငင်းငင်းရေးဖွဲ့ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကဒီနေ့တွေ့ဆုံပွဲနဲ့ပတ်သက်ပြီးအခုလိုပြောပါရစေ။ 当时俺们那个员工会，七点会，中午呢，等于休啊，对、就、呀、是。然后中午中午休息啊，中午出来休息。过了这中间，农村啊，这个这些人也生意多，做啥，你比呢？现在呢，不管我做点健身教练啦，或者啥点子上班都难去把握。第二个，我现在如果，人家如果我来，人家讲你这样子，我这边我做业务也是的，去把握。第二个， ဒီလည်းပြင်ဆင်နေပါတယ်။ဒါကြောင့်ပါတနာတွေဖြစ်တဲ့ငွေကြီးပါတီဘက်ကလည်းခုချိန်ကစပြီးပြင်ဆင်နေဖို့အတွက်အသိပေးလိုပါတယ်။ရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီကဦးဆိုင်အိုက်ပေါင်းကတိုင်းပြည်မှာငြိမ်းချမ်းရေးအမြန်ဆုံးလိုအပ်နေတဲ့အကြောင်းအခုလိုဆွေးနွေးခဲ့ပါဗျ။အပြည့်အဝရေးတက်စီငြိမ်းချမ်းလို့ဆက်ချင်။ဖြစ်အောင်လည်းကျွန်တော်ကအမှုကျွန်တော်တိုက်တွန်းလို့နေ။အောက်ဆိုကျွန်တော်တို့ကနေပေါင်း60ကျော်ပြီးကျွန်တော်တိုင်းတိုင်းမျိုးကိုတင်ပြ ရဖြစ်နေတာနဲ့ပဲဘာမှကျွန်တော်တို့တူတဲ့အားလုံးလက်ကြည့်တဲ့အာရှကျွန်တော်တို့အနေကဆိုဖြစ်တယ်အဲ့ကြောင့်မို့ကျွန်တော်တို့ဒီအာဂိုရာဖြစ်ဒီအပြက်ခေအပြစ်ခက်ရဲ့ဆေးစားတို့အများဆုံးလုံးနိုင်အောင်စူးစမ်းပေးကြပါလို့အားလုံးတင်လို့လုပ်ပါတယ်အောင်တော့ဒီဘောတူဘောလည်းအောင်တော့ကြားဖို့လည်းတော့ဒါလိုမျိုးလေးလေးနဲ့ထားမယ်ဒီလိုမျိုးကျွန်တော်ရဖို့ဆိုတော့ဘာမှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနဲ့တနိုင်ငံလုံးပြစ်ခတ်ရစဲရေးညှိနှိုင်းရေးအဖွဲ့ NCC တီတို့ဟာလာမယ့်ဩဂတ်စ်လ15ရက်နေ့မှာတနိုင်ငံလုံးအပြစ်ခတ်ရစဲရေးစာချုပ်မူကြမ်းတစ်ခုရနိုင်ဖို့အတွက်မြန်မာငြိမ်းချမ်းရေးဆန္ဒမှာဆွေးနွေးကြမယ်လို့သိရပါတယ်ခင်ဗျာ RF သတင်းတော့ကိုကျော်စောင်းတင်ပြပေးခဲ့တာပါရှင်ရခိုင်ပြည်နယ်ကြောက်ဖြူနယ်ရမ်းပြဲမြို့နယ်တွေမှာထုတ်ပြန်ထားတဲ့ပုံမှန်144ညမထွက်ရအမိန့်ကို နောက်ထပ်နှစ်လသက်တမ်းတွန်းမြှင့်ထုတ်ပြန်လိုက်ပါတယ်။ဒေသခံတွေရဲ့တောင်းဆိုချက်အရအနေမြေလုံခြုံရေးအတွက်အခုလိုပုံမှန်144ကိုသက်တမ်းတွန်းမြှင့်လိုက်တာလို့မြခိုင်ပြည်နယ်အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးကော်မတီဥက္ကဋ္ဌဦးလှသိန်းကပြောပါတယ်။လက်ရှိထုတ်ပြန်ထားတဲ့ညမထွက်ရအမိန့်ဟာည12နာရီကနေမနက်6နာရီအထိဖြစ်တယ်လို့သိရပါတယ်။မြခိုင်ပြည်နယ်အတွင်းပြီးခဲ့တဲ့2022ခုနှစ်ဇွန်လနဲ့အောက်တိုဘာလမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေကြောင့်မြို့နယ်အတွင်းများများမှာညမထွက်ရအမိန့်ထုတ်ပြန်ထားတာပါ။ ကြောက်တော်မြောက်ဦးမင်းပြစတဲ့မြို့နယ်တွေမှာပုံမှန်144ရုပ်သိမ်းထားပြီးဖြစ်ပေမဲ့စစ်တွေဘူးတိတောင်နဲ့မောင်တော်မြို့နယ်တွေမှာဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ပါတယ်ရှင်။မန္တလေးတိုင်းအတွင်းကမြို့နယ်9မြို့နယ်မှာထုတ်ပြန်ထားတဲ့ပုံမှန်144ညမထွက်ရအမင်းကိုမန္တလေးခရိုင်ဥချွေမှုရဲ့ညွှန်ကြားချက်နဲ့ဒီနေ့ရုပ်သိမ်းလိုက်ပါတယ်။မန္တလေးမြို့အခြေအနေကြီးနာမည်ဖြစ်တဲ့အတွက်ပုံမှန်144ကိုရုပ်သိမ်းလိုက်တာလို့မန္တလေးခရိုင်ဥချွေမှုဦးဝင်းစော်နိုင်ကပြောပါတယ်။ ီးခဲ့တဲ့ဇူလိုင်လ၁ရက်နေ့ညကဖြစ်ပွားခဲ့တဲ့မန္တလေးမြို့စုဘူးအကြမ်းဖက်မှုကြောင့်လူ၂ဦးသေဆုံးပြီးဘာသာရေးအဆောက်အုံတွေဆိုင်ငန်းတွေနဲ့ကားတွေပျက်စီးခဲ့ပါတယ်။ဒီစုဘူးမှုကြောင့်ဇူလိုင်လ၃ရက်နေ့ကအမရပူရနဲ့ပတင်ကြီးအပါအဝင်မန္တလေးခရိုင်မြို့နယ်ခုနှစ်ခုမှာည9နာရီကနေမနက်9နာရီအထိညမထွက်ရအမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မန္တလေးမြို့စုဘူးမှုဟာအမျိုးသမီးတူအတ္တမပြုကျင့်ခံရတယ်ဆိုတဲ့တိုင်တန်းမှုအပေါ်အခြေခံပြီးစတင်ခဲ့တာဖြစ်ပြီး ဲ့ဒီတိုင်တန်းမှုနဲ့ပတ်သက်သူ၄ဦးကိုလည်းလိန်လေတိုင်တန်းမှုနဲ့ဖမ်းဆီးစစ်ဆေးနေပြီဖြစ်ပါရဲ့ရှင်။လက်ရှိမြန်မာအစိုးရအနေနဲ့ပြည်တွင်းသုံးဖို့ရည်အားလျက်စစ်ပို့ပြီးလိုအပ်လာတဲ့ဆိုရင်အရင်စစ်အစိုးရလက်ထက်ကစာချုပ်ချုပ်ဆိုထားတာကိုပြန်ပြီးညှိနှိုင်းပြီးအစ်စ်ပြန်ချုပ်ဆိုနိုင်ပါတယ်လို့တရုတ်စွမ်းအားဆောက်လုပ်ရေးကော်ပိုရေးရှင်း PCC ဒုတိယဥက္ကဋ္ဌကပြောကြားလိုက်ပါတယ်။ဒါဟာမြန်မာစစ်အစိုးရနဲ့ရေအားလျက်စစ်ဆယ်ရီဆောက်ဖို့စာချုပ်ချုပ်ထားတဲ့တရုတ်ကုမ္ပဏီဘက်ကနေ စာချုပ်ပြင်ချုပ်နိုင်တဲ့အကြောင်းပထမဆုံးထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်းမှာလျှက်စစ်စွမ်းအားဖူလုံပိုလျံမှသာတရုတ်နိုင်ငံကိုဖြစ်စေအိနီးချင်းနိုင်ငံကိုဖြစ်စေရောင်းချရမှာဖြစ်ကြောင်းလဲပြီးခဲ့တဲ့အပတ်ကရန်ကုန်မှာကျင်းပခဲ့တဲ့အစွမ်းအင်အစည်းအဝေးပြီးမှတရုတ် PCC ကုမ္ပဏီဒုတိယဥက္ကဋ္ဌကအခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ဒီကနေ့ရန်ကုန်ကလာတဲ့ Writer သတင်းမှာဖော်ပြထားပါတယ်။မြန်မာစစ်အစိုးရလက်ထက်ကအထူးသဖြင့်တရုတ်နိုင်ငံအပါအဝင်အိနီးချင်းနိုင်ငံတွေကို စွမ်းအင်ဆိုင်ရာစီမံကိန်းတွေကိုအောက်ဈေးနဲ့စာချုပ်ချုပ်ဆိုရောင်းချခဲ့တယ်ဆိုတဲ့အမြင်တွေမြန်မာပြည်သူတွေကြားမှာရှိနေပါတယ်ရှင်။ဒုတိယအကြိမ်မြောက်လူအခွင့်အရေးလူကုန်တိုက်ခါရုပ်ရှင်ပွဲတော်ကသုရရုပ်ရှင်ကားတွေကိုပြသတဲ့လူအခွင့်အရေးလူကုန်တိုက်ခါခီးသွွားရုပ်ရှင်ပွဲတော်ကိုရန်ကုန်အင်းစိန်မြို့နယ်မှာရှိတဲ့မြန်မာနိုင်ငံဓမ္မတက်တူမှာဒီကနေ့ပြသခဲ့ပါတယ်။2014ခုနှစ်အတွက်သုရရုပ်ရှင်နေပြသတဲ့ခီးသွွားရုပ်ရှင်ပွဲတော်ကို မှအဦးဆုံးအဖြစ်အင်းစိန်မြို့နယ်မှာကျင်းပတာဖြစ်ပါတယ်။ဒီကနေ့ရုပ်ရှင်ပွဲတော်မှာ88မျိုးဆက်အဖွဲ့ကကိုမင်းကိုနိုင်နဲ့ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့ကစကားပြောကြားခဲ့ပြီးကျောင်းသူကျောင်းသား900နီးပါးတက်ရောက်ခဲ့ကြပါတယ်။ဒီကနေ့ပွဲမှာလူခွင့်ရဲ့ရုပ်ရှင်ပွဲတော်မှာပြသခွင့်မရခဲ့တဲ့အမိုးမရှိတဲ့ကောင်းခင်စကားကိုလည်းပြသခဲ့ပါတယ်။လူခွင့်ရဲ့ရုပ်ရှင်ပွဲတော်မှာဒေါန်ဆန်းစုကြည်စုနဲ့ဟန်တာဝရီဦးဝင်းတင်စုရရှိတဲ့စကားတွေအပါအဝင် ရုပ်ရှင်စကား9ကားကိုပြသခဲ့ပါတယ်။ မနစ်ကလူခွင့်ရုပ်ရှင်ပွဲတော်ဆူရစကားတွေကို ပြတာတဲ့ခီးသွားရုပ်ရှင်ပွဲတော်ကိုတိုင်းနဲ့ပြည်နယ်73မြို့နယ်မှာကျင်းပခဲ့ပါတယ်ရှင်။ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ညနာခင်းပြုပါရှင်။ RFA ကိုကြည့်ရှုအပ်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါ။ကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကို မြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီအထိညစဉ်ထုတ်လွှင့်နေပါတယ်။မေပန်ကြံပြည့်ချက်တွေကိုလည်းဖိတ်ခေါ်ပါရစေရှင်။ ဖေရွတ်မင်တန်ညာအစီအစဉ်လေးကိုဆက်ပြီးကြည့်ရှုနေရတာပါအခုအစီအစဉ်ဒုတိယပိုင်းမှာသတင်းပေးပို့ချက်တွေသတင်းဆောင်မတွေကိုဆက်တိုက်ထုတ်လွှင့်ပေးမှာပါနေပြည်တော်မှာ၃ရက်ကြာကျင်းပခဲ့တဲ့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့အမေရိကန်နိုင်ငံသားရေးဝန်ကြီးချွန်ကယ်ရီဟာဩဂုတ်လ၁ရက်နေ့မနေ့ကနေပြည်တော်မှာရှိတဲ့ The Lake Garden Hotel မှာသတင်းစာရှင်းလင်းပွဲကျင်းပခဲ့တယ်လို့ညပိုင်းမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကထဒေါန်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပါတယ်။ RFA အဖွဲ့သားဦးတစ်စင်းကကောက်နှုတ်တင်ပြထားပါလေရှင်မြန်မာနိုင်ငံမှာအင်မတန်အားသက်စွာကောင်းတဲ့အပြောင်းအလဲတွေပေါ်ပေါက်ခဲ့ပေမဲ့မြန်မာနိုင်ငံရဲ့ရှေ့ကီးမှာအင်မတန်ကြီးမားတဲ့စိန်ခေါ်ချက်တွေရှိနေတယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဂျွန်ကယ်ရီကပြောဆိုလိုက်ပြီးတော့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီပြည်ပြင်ပြောင်းလဲရေးကြိုးပမ်းမှုတွေပေါ်အမေရိကန်ပြည်ထောင်စုကအပိတ်ကူညီသွားမယ်လို့ပြောဆိုခဲ့ပါတယ်။ဩဂုတ်လ10ရက်နေ့မနေ့ကကျင်းပခဲ့တဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုကြတာဖြစ်ပါတယ်။ဒီနှစ်အတွက်အလက်ကျအာဆီယံဥက္ကဋ္ဌဖြစ်တဲ့တာဝန်ယူဆောင်ရွက်နေတဲ့မြန်မာနိုင်ငံမှာအာဆီယံဒေသနဲ့ညီလာခံကိုတရားဖို့အတွက်ဆွေးနွေးလာခဲ့တဲ့မစ္စတာဂျွန်ဂယ်ရီရဲ့ခရီးစဉ်ဟာအမေရိကန်နိုင်ငံသားယူဝန်ကြီးတယောက်အနေနဲ့မြန်မာနိုင်ငံကိုဥဆုံးပထမလာရောက်ခဲ့တဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။မစ္စတာဂျွန်ဂယ်ရီဟာပြီးခဲ့တဲ့1996ခုနှစ်ကအမေရိကန်လွှတ်တော်အမတ်အဖြစ်နဲ့မြန်မာနိုင်ငံကိုပထမဦးဆုံးအကြိမ်လာရောက်ခဲ့မှုပါတယ်။အဲ့ဒီတုန်းကအခြေအနေနဲ့လက်ရှိပြောင်းလဲသွားခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့မစ္စတာဂျွန်ဂယ်ရီက When I was last here in 1999, I visited with Aung San Suu Kyi, who was then under house arrest. ဟောက်ကိုရကိုဇူးကိုနေဒီမနက်ကငိုပထမဆုံးဒီဘယ်ရောက်ခဲ့တဲ့နှုန်းကဒေါက်ဆန်းစုကြည်ဟာရေးအခြေချုပ်ဘဝနဲ့ရှိနေစေဖြစ်ပါတယ်ဒီနေ့မှာတော့ဒေါက်ဆန်းစုကြည်ဟာလွတ်တော်တွေကိုရောက်ရှိနေပြီးမြန်မာနိုင်ငံရဲ့အနာဂတ်လမ်းကြောင်းတွေတပတ်သက်ပြီးတော့ပြွင့်ပြွင့်လင်းလင်းငင်းခုဆွေးနွေးနိုင်နေပြီဖြစ်ပါတယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်ဆက်လက်ပြီး အမေရိကန်နဲ့မြန်မာဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့လဲ relationship right now is not a relationship about Burma meeting အမေရိကန်နဲ့မြန်မာဆက်ဆံရေးဟာအမေရိကန်ပြည်ထောင်စုဘက်ကနေပြီးတော့မြန်မာဘော်ဓာရီလုတ်ပါဓာရီလုတ်ပါအစရှိတဲ့တောင်းဆိုချက်တွေကိုမြန်မာဆိုရကဖြည့်ဆည်းပေးနေရတဲ့ဆက်ဆံရေးမျိုးမဟုတ်ပါဘူးမြန်မာဆိုရဟာသူ့ရဲ့နိုင်ငံအတွက်အကောင်းဆုံးကြိုးစားနိုင်အောင်အားပေးကူညီနေတဲ့ဆက်ဆံရေးမျိုးသာဖြစ်ပါတယ်လို့မစ္စတာဂျွန်ဂရီကပြောပါတယ် တမရဦးသိန်းစိန်နဲ့တွေ့ဆုံကြတဲ့ပတ်သက်ပြီးတော့လေတမရဦးသိန်းစိန်နဲ့တွေ့ဆုံကြရမှာအကြောင်းကိစ္စရမျိုးစုံကိုကြေကြေပြန့်ပြန့်ဆွေးနွေးခဲ့ပါတယ်လူအခွင့်အရေးဒီမိုကရေစီရေးလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေပေါ်ပေါက်လာရေးစခိုင်းပြည်နယ်ကိစ္စစာနယ်ဇင်းသမားတွေဖမ်းဆီးခံရတဲ့ကိစ္စအစရှိတာတွေကိုပြုံပြုံလင်းလင်းနဲ့ပြည့်ပြည့်စုံစုံဆွေးနွေးခဲ့ရပါတယ်မြန်မာနိုင်ငံမှာအင်မတန်အာအသင့်မှုကောင်းတဲ့အပြောင်းလဲတွေပေါ်ပေါက်လာခဲ့ပေမဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းမှာအင်မတန်ကြီးမားတဲ့စိန်ခေါ်ချက်တွေရှေ့မှာအများကြီးရှိနေသေးတဲ့အကြောင်းလဲသတိပေးခဲ့ပါတယ် ပြီးတော့လဲလာမယ့်နှစ်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံဘယ်ကိုဥတည်နေပြီလဲဆိုတော့အပြောင်းအလဲလမ်းကြောင်းကိုနိုင်ငံတကာကစောင့်ကြည့်နေတဲ့အင်မတန်မှအရေးကြီးတဲ့အခြေအနေဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်ပဋိပက္ခကိစ္စတရင်လို့လက်ခွင့်လွတ်လပ်မြတ်တာပြီးနိုင်ငံတကာကလက်ခံနိုင်တဲ့ရွေးကောက်ပွဲကိုကျင်းပနိုင်ရေးအတွက်လက်ရှိဖွဲ့စည်းပုံမြင်ဆင်ရေးကိစ္စမှာအချိန်ကျကျနေတဲ့ကိစ္စအဲ့ဒါတွေအပေါ်မှာအမေရိကန်ပြည်ထောင်စုအနေနဲ့စိုးရိမ်မကင်ဖြစ်နေရတဲ့အကြောင်းအမေရိကန်သမ္မတဥပမာ လာမယ့်နိုဝင်ဘာလမှာမြန်မာနိုင်ငံကဒုတိယအကြိမ်မလာရောက်ခင်အမေရိကန်အစိုးရရဲ့စိုးရိမ်မကင်းဖြစ်နေရတဲ့ကိစ္စတွေကိုထိထိရောက်ရောက်ကင်တွေဖြစ်ရှင်းဆောင်ရွက်ထားစီချင်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဂျွန်ကယ်ရီဟာတနင်္ဂနွေညနေပိုင်းကတော့နေပြည်တော်ကနေဂျော်ကွန်မြို့ကိုသွားရောက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပါတယ်ခင်ဗျာ။ရဖေဖွဲ့သားဦးသစင်တင်ပြပေးခဲ့တာပါရှင်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ဝက်တီကြီးရွာမှာရှိတဲ့ကြီးရွာပိုင်းမြေထက်ဝက်နေပါကို မြန်မာ Golden Point ကုမ္ပဏီကတင်ဆက်ထားတဲ့အတွက်ကြေးရွာပိုင်းမြေတွေပြန်လည်ရရှိဖို့ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ RF သတင်းတောက်ကိုတီဟာထွန်းကတင်ပြထားပါတယ်ရှင်။မန္တလေးတိုင်းတဘေချင်းမြို့နယ်ဝတ်သေးရွာကဒေသခံနေရာလောက်ဟာမြန်မာ Golden Point Company Limited ကတင်စီထားတဲ့ကျွေးရမြေတွေပြန်လည်ရရှိရေးအတွက်တောင်းဆိုဆန္ဒပြဖို့ဩဂုတ်လ9ရက်နေ့ကမန္တလေးမြို့ကိုကားတွေနဲ့ခြိတက်လာစမှာဝတ်သေးကျွေးရနယ်9မိုင်လောက်ဝေးတဲ့လက်ကျကျွေးရဝင်မှာ မြို့နယ်ရဲတပ်ဖွဲ့တွေကတားဆီးမှုကိုခံခဲ့ရပါတယ်ကျွန်တော်တို့ကတော့တိုင်းပြည်သားရုံရှိမှာကျွန်တော်တို့ပြဆန္ဒပြမယ်ကျွန်တော်တို့၃ရက်ထိပြကြည့်မယ်၃ရက်ထိမှမရလောက်ဆိုရင်၄ရက်မြောက်တဲ့နေ့မှာကျွန်တော်အစာငတ်ခံပြမယ်အဲ့ဒီမှာမရလောက်ဆိုရင်ကျွန်တော်တို့အစာငတ်ခံ၃ရက်ထပ်ပြမယ်ဖျားလုံးကမရခဲ့ဘူးဆိုရင်နောက်ကြံခဲ့တဲ့၄ရက်ကိုရေပါငတ်ခံပြီးတော့ကျွန်တော်မရမချင်းဆန္ဒပြသွားမယ်။အဲ့ဒီနေ့နေ့လယ်ကနေညသကောင်းရအချိန်ထိဆန္ဒပြသူတွေကိုမြို့နယ်ရက်တဲ့ဘွဲကတားဆီးထားတယ်လို့သိရပါဗျ။ တရားဝင်ဆန္ဒထုတ်ဖော်ခွင့်တောင်းခံပြီးမှသာမန္တလေးမြို့မှာသွားရောက်ဆန္ဒပြဖို့နှစ်ဖက်သဘောတူညီမှုရပြီးတဲ့နောက်ဒေသခံတွေကိုမြို့နယ်ရဲတွေကဝတ်တည်ကျွေးရကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။မြမဂိုရန်ပွိုင်ကုမ္ပဏီလီမိတက်ဟာဝတ်တည်ရွာမြေနေရာမှာရှိတဲ့ရွှေကြောကိုတူးယူဖို့အတွက်2008ခုနှစ်ကရွာမြေဧက80ကျော်ကိုသိမ်းယူခဲ့ပြီးလူနေအိမ်ချင်း90ကျော်ကိုပြောင်းရွှေ့ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ လက်ရှိအချိန်မှာတော့ရွာသိန်းချိုင်းမြေနေရာမှာမြေနေရာအစားထိုးပေးဖို့စီစဉ်နေပြီးဒေသခံတွေကမူလနေရာကိုပဲပြန်လိုချင်နေကြပါတယ်။သူတို့ရဲ့လှုပ်ကြံချက်တွေကဘယ်လောက်ထိလှုပ်ကြံထားလဲဆိုရင်အခုကျွန်တော်တို့ကျေးရွာမြေကိုတင်ပိုက်မယ်။အဲရွာမြေဧရိယာ155 36ဓာတ်သမအေကတဲ့ပို့ပြီးတော့ ချဲ့ပေးမယ်ဟိုဘက်ကိုလက်ရှိချန်စီယိုနန်မိတ်ကနေဟိုဘက်ကိုချဲ့ပေးမယ်ကျန်တဲ့တိမ်မီသားမျိုးကိုတော့မပေးနိုင်ဘူးဆိုတဲ့အနေအထားတွေဖြစ်နေပါတယ်။နောင်နာကတ်ကိုကြည့်ပြီးတော့ကျွန်တော်တို့လက်မခံနိုင်တာပါ။သူတို့တိမ်ပတ်ထားတဲ့ပင်မမီကကျွန်တော်တို့ကရွာဥရွာထိပ်ဖြစ်နေသည့်အတွက်ရယ်။ညိုင်းကုန်းကိုဖြတ်စီးပေးမယ်ဆိုတဲ့အနေအထားတွေကြတော့ကျွန်တော်တို့ဗုဒ္ဓဘာသာအနေနဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်ငြိမ်မတန့်တဲ့အနေအထားတွေရယ်ပေါ့ကျွန်တော်တို့လက်ခံနိုင်ခြင်းအကြောင်းမရှိပါဘူးခင်ဗျာ။ကျမတို့ရွှေ့ရွှေ့ဆိုပြီးသူတို့ကအတင်းအားမခိုင်းလား။ ကျမမရှိနိုင်ဘူးဆိုပေးကက်နေသေးတယ်နေကက်ပေးကက်နေတဲ့အချိန်မှာသူကဆွဲပြန်မဲ့ဘာညာနဲ့တအားပြုတ်ပြီးအတင်းရွှေခိုင်းတယ်ကျမအိမ်တလုံးသားတော့ပေးပါလို့ပြန်တောင်းတယ်တောင်းတော့ခါကျသူကအိမ်တလုံးသားနည်းနည်းလေးပေးလိုက်တယ်အင်္ဂါကျွန်းတူးစရာတော့မရှိဘူးစီယုတ်ပေးမှကျမကိုလမ်းပြလို့ကက်နေရတယ်ဝတ်တေကျွေးရကဒေသခံတွေဟာကုမ္ပဏီရဲ့တတ်ထုသူ့ဘော်ခွင်တက်တန်းကုန်ဆုံးချိန်ဖြစ်တဲ့2013ခုနှစ်ဩဂုတ်လကစပြီးအဲ့ဒီရွာမှာနှစ်ချိန်တန်တိုင်ဆန္ဒပြတောင်းဆိုခဲ့ပေမဲ့ရွာမြေတွေပြန်မရခဲ့ဘူးလို့ သိရပါတယ်ခင်ဗျာ RF သတင်းတော့ကိုတီဟာထွန်းတင်ပြပေးခဲ့တာပါရှင်ရှေပါရမီတောရဆရာတော်အရှင်သနာဓိကရဲ့လူဒန်းမတီငွေနဲ့ထူထောင်ထားတဲ့မြတ်တာဥဝေဖောင်ဒေးရှင်းဟာနိုင်ငံရေးကျင်းသားဟောင်းတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေကိုကူညီထောက်ပံ့နေပါတယ်ဆရာတော်အရှင်သနာတိကကို RF သတင်းတောက်ကိုမျိုးစော်ကိုကတွေ့ဆုံရှောက်ထားခဲ့တာကိုအခုထုတ်လွှင့်ပေးမှာပါရှင်။ အရှင်ဖျားတို့ဟိုလုပ်မဲ့ဒီမြစ်တောင်အိုးဝေဖောင်ဒေးရှင်းကစတင်တော့မယ်လို့သိရလို့ပါဗျာဟိုမြစ်တောင်အိုးဝေဖောင်ဒေးရှင်းကတော့မနှစ်ကရှီလင်းလုံးအရေးတော်ပုံကြီးငွေရည်သူနေမှာစိုက်ပြီးတော့တည်ထောင်တာပါအဲ့ဒီနေရာဥစဉ်25နှစ်ပြည့်အထိမ်းအမှတ်ဖြစ်နေ25ကိုပါရမီ7ပါလိနဲ့မြတ်ပြီးတော့တက်သိ250မှတည်ပေးခဲ့တာပေါ့ဒါပေမဲ့တခါကြီးဥမင်းကွန်နိုင်တော့နိုင်ငံရေးလှုပ်တွေနဲ့မှအားမလဲဖြစ်နေတဲ့အတွက်ကြောင့်ဒီနှစ်26နှစ်ပြည့်အထိမ်းအမှတ်နေ့ကျမှာပဲစပြီးတော့လုပ်ငန်းလည်ပတ်နိုင်မှာပေါ့ ဒီမေတ္တာဥယျ foundation နေပြီးတော့အဓိကဗာဒီမြန်ဒီနှစ်မှာလုပ်ဖို့ရှာထားချက်မြန်ရှိပါတယ်အရှင်ပြာအဲမေတ္တာဥယျ foundation အဓိကအဖြစ်နိုင်ငံရေးကျင်းသားဟောင်းနေရဲ့မိသားစုရဲ့ပညာရေးကျန်းမာရေးကိစ္စတွေပညာရေးကျန်းမာရေးနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေဖြည့်ဆည်းပေးဖို့အတွက်ထူထောင်ထားတာဆိုတော့ဟိုဒီနှစ်အနေနဲ့ပွဲဥထွက်အနေနဲ့နိုင်ငံရေးကျင်းသားဟောင်းတနင်္ဂနွေလုံးမှာရှိတဲ့နိုင်ငံရေးကျင်းသားဟောင်းနေရဲ့တာသမီကျောင်းသားကျောင်းသူပေါင်း450ဦး ဟိုဗလာဆောက်တို့ခဲရန်ဘောဘန်နောက်တီပေါ့လေအဲ့လိုအကြောင်းသုံးပစ္စည်းလေးတွေလှူဒန်းပေးမှာပါပဲမေတ္တာဦးရေဖောင်ဒေးရှင်းကိုဦးဆောင်မဲ့ကိုမင်းကိုနိုင်တို့ရောအရှင်ပြဘလိုများဟိုမိန်ကြားထားမျိုးရှိတယ်မသိဖျားဟိုဟိုတခါကိုမင်းကိုနိုင်ကိုရန်လည်းဒီပရာဟီတာဖောင်ဒေးရှင်းလေးတခုတည်ထောင်ခြင်းနဲ့ဆန္ဒရှိတာပေါ့ဟိုဦးစင်းကိုရန်ကလည်းပဲဒီနိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်တဲ့ပရာဟီတာလုပ်ငန်းလေးတခုလုပ်ချင်တာပေါ့နော်အဓိကကတော့ဒီမေတ္တာဦးဖောင်ဒေးရှင်းကို ဟိုတီထောင်ပြဖို့အတွက်ဥစဉ်နဲ့ကိုမင်းကိုရနဲ့တမင်ပြီးလှုပ်ဖြစ်သွားတာပါအဲ့တော့ Midway Foundation အတွက်ကိုဥစဉ်စွန့်နေတဲ့မှာလေမတ်တင်ငွေတွေလှူဒန်းပြတ်သွားတာတော့အဓိကအပြင်နှစ်ချက်ပေါ့လေဒီ88ရေရဘုံရည်နေစိုက်ပြီးတော့ဒီနေ့ဒီချိန်ထိနိုင်ငံသားတွေရဲ့ကောင်းကျိုးအတွက်အသက်သွေးချွေးတွေစတီဘဝတွေပေးဆပ်ပြီးတော့ဆွန့်လွတ်အနေနာခံခဲ့ကြတဲ့နိုင်ငံရေးသမားအာလုံတိုင်းသူပြည်သားအာလုံရဲ့နှလုံးသားမှာလည်းရှိတဲ့နိုင်ငံရေးစိတ်ဓာတ်မေတ္တာစိတ်ဓာတ်ကိုဂုဏ်ပြုပူဇော်တဲ့အနေနဲ့ရောနောက်တစ်ခုကတော့ ဒီနိုင်ငံရေးသမားတွေရဲ့ကျေးဇူးတရားကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ရောပေါ့အဲ့တော့နိုင်ငံရေးစိတ်ဓာတ်ကိုဂုဏ်ပြုတယ်ဆိုတဲ့နေရာမှာနိုင်ငံရေးစိတ်ဓာတ်ဆိုတာလေတကယ်တမ်းကျတော့နိုင်ငံသူနိုင်ငံသားတွေရဲ့ကောင်းကျိုးကိုလူလာတဲ့မေတ္တာတရားပါပဲအဲ့တော့စစ်မှန်တဲ့နိုင်ငံရေးသမားတွေနိုင်ငံရေးစိတ်ဓာတ်ဆိုတာမေတ္တာစိတ်ဓာတ်ပဲအဲ့ဒီမေတ္တာတရားဟာဂုဏ်ပြုတိုက်တဲ့တရားပူဇော်တိုက်တဲ့တရားပေါ့အဲ့တော့နိုင်ငံသူနိုင်ငံရေးလှုပ်ရှားကြတဲ့တိုင်းပြည်သားအားလုံးရဲ့ဒီ ဟိုအသက်ပေးဆက်ခဲ့ပြီးတဲ့နိုင်ငံရေးသမားတွေရောအသက်ရှိထင်ရှားရှိနေသေးတဲ့နိုင်ငံရေးသမားတွေရောနိုင်ငံရေးသမားအားလုံးရဲ့နှလုံးအိမ်မှာရှိတဲ့နိုင်ငံရေးစိတ်ဓာတ်မေတ္တာစိတ်ဓာတ်ကိုဂုဏ်ပြုပူဇော်တဲ့အနေနဲ့ဒီမေတ္တာ OWE Foundation တည်ထောင်ပြီးတော့လိုအပ်ချက်တွေဖြည့်ဆည်းပေးတာပေါ့နောက်တစ်ခုကတော့နိုင်ငံရေးသမားတွေဂျေဇူးတရားကိုဂျေဇူးဆက်တာပါပဲဒီနိုင်ငံမှာရှိတဲ့စီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးအရေးရာအားလုံးနောက်ဆုံးပရဟိတကိစ္စရိယာအစနိုင်ငံရေးနဲ့ဆက်နွယ်မှုရှိတာပေါ့နော်နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီးတော့ပဲ ဒီအရေးအရာအလုံးပဲဖြစ်တည်နေကြတာပေါ့နိုင်ငံရေးအခြေအနေကောင်းရင်ကျန်တဲ့အရေးအရာတွေအလုံးလည်းအခြေအနေကောင်းမှာပေါ့နော်ဥပမာဟိုတခြားအရေးတွေမှာပြောနေပရာဟိတာအများကြီးစေတနာတက်တက်နဲ့ဆောင်ရွက်ပြီးတော့ပရာဟိတာလုပ်ငန်းကိစ္စတွေမှာတော့မှနိုင်ငံရေးရဲ့အကျိုးသက်ရောက်မှုတွေအများကြီးရှိတာပေါ့နော်အခုလက်ရှိအခြေအနေမှာဆိုရင်လည်းပဲတချို့နိုင်ငံရေးသဘောထားညံ့ပြပေါ်နဲ့ဒေတာတွေဆိုလို့ရှိရင်တော့ပရာဟိတာလုပ်လို့လောက်ရတာအဆင်ပြေတယ်နိုင်ငံရေးသဘောထားတင်မာတဲ့နေရာဒေတာတွေမှာဆိုရင်ပရာဟိတာလုပ်လို့လောက်ရတာလုံးဝအဆင်မပြေဘူးပေါ့အဲ့တော့ပရာဟိတာ ကိစ္စကုသိုလ်ကိစ္စမျိုးမှာတော့မှနိုင်ငံရေးရဆက်နွယ်မှုရှိနေတာပဲနိုင်ငံရေးခြေအနေကောင်းမှကျန်တဲ့အရေးအရာတွေအလုံးခြေအနေကောင်းမှာပေါ့နော်အဲ့တော့ဒီနိုင်ငံရေးသမားတွေကဆွန့်လွတ်နေတာခံပြီးတော့ထောင်ကျခံအသက်အတ္တိအသက်တည်ခံပြီးတော့နိုင်ငံရေးလုပ်ကိုရဲရဲဝံ့ဝံ့ပြပြတတ်လှုပ်ဆောင်ခဲ့ကြတဲ့အတွက်ကြောင့်လည်းနိုင်ငံရေးခြေအနေကဒီနေ့ဒီချိန်ထိတန်တာတစ်ခုရွေးလျားလာခဲ့တာပေါ့နော် အဲ့တော့နိုင်ငံရေးသမားတွေရဲ့ကျေးဇူးတရားနိုင်ငံသူနိုင်ငံသားအားလုံးပေါ်မှာရှိတယ်။စီးပွားရေးသမားတွေပေါ်မှာရလူမွေးသမားတွေပေါ်မှာပညာရေးကျန်းမာရေးပရိဟိတအားလုံးပေါ်တော့အရေးရပဲအရေးရဘယ်လိုလုပ်နိုင်ငံရေးသမားတွေကျေးဇူးတရားရှိနေတာပဲ။ဥစဉ်ပေါ်မှာရှိတဲ့တရားကိုပြောမယ်ဆိုရင်ဒါအခုဆိုလို့ရှင်ဒီစာနေစင်းတွေလက်ခွင့်အထိုက်လျောက်ရလာတဲ့အတွက်ကြောင့်နေစင်းနဲ့မြတ်သတင်းစာကြနယ်တွေစိတ်ဝင်စားအားဘဖတ်ရှိခွင့်ရနေတာကနိုင်ငံရေးသမားတွေကျေးဇူးပဲပေါ့နော်။ဒါကြောင့်နိုင်ငံရေးသမားတွေရဲ့နိုင်ငံသားတွေပေါ်မှာရှိတဲ့ကျေးဇူးတရား ယေရှုဆက်တဲ့အနေနဲ့လည်းပဲဒီမင်တာဝေဖော်နေရှင်တည်ထောင်ပြီးတော့ဦးဇင်းဆွမ်းနေဒီမှာလှူဒန်းပြတ်တာပါအရဖေယမင်တညာအစီအစဉ်တွေကိုဆက်လက်ထုတ်လွှင့်ပေးနေပါရှင်။15ချိန်မြောက်နိုင်ငံတကာလူငယ်များနေ့အထိမ်းအမှတ်အဖြစ်ဩဂုတ်လ10ရက်မနေ့က ရန်ကုန်တက္ကသိုလ်စင်ရီတို့ခမ်းမမှာရန်ကုန်လူငယ်ပွဲတော်ကျင်းပခဲ့ပါတယ်။ RFA သတင်းတောင်မတ်ဆန်းမော်ကစူးစီးတင်ပြထားပါတယ်ရှင်။ကုလသမဂ္ဂကသတ်မှတ်ထားတဲ့ဩဂုတ်လ12ရက်နေ့မှာကြာရောက်မယ်။နိုင်ငံတကာလူငယ်များနေထိုင်မဲ့အဖြစ်မြန်မာနိုင်ငံမှာပထမအဦးဆုံးကျင်းပတဲ့ရန်ကုန်လူငယ်ပွဲတော်နဲ့လူငယ်အဖွဲ့အစည်းပြပွဲကိုရန်ကုန်အခြေဆိုင်လူငယ်အဖွဲ့အစည်း18ဖွဲ့ကဦးစီးကျင်းပတာဖြစ်ပါတယ်။ panel discussion မှာအဓိကကလူငယ်တွေနဲ့စမ်းမဖွံ့ဖြိုးတဲ့လူမှုတိုင်ဝိုင်းလူမှုတိုင်ဝိုင်းကိုသွားဖို့အတွက်လူငယ်တွေကအဓိကကြားတဲ့ main actor တွေဖြစ်တယ်ဆိုတော့သူတို့ကိုလည်းအသိပေးရင်းနဲ့သူတို့အတွက်ဘာလို့လာမလဲဆိုရင်ဆွေးရင်ညစ်တေဖို့လိုအပ်လာ။ဆွေးရင်ညစ်တေဖို့ကြတော့ကိုကိုနိုင်လည်းလုံဆောင်မှာဖြစ်သလိုနောက်ပံ့ပိုးပေးရမယ့်လူကြီးတွေလည်းရှိရမယ်။ပြီးရလဲကျမတို့ဒီမှာအာလူရဲ့ရပေါ်လစီနဲ့ပတ်သက်တဲ့ workshop တွေလည်းကျမတို့ရေးထည့်သွင်းထားတယ်။ဆိုတော့ပေါ်လစီကလက်ရှိအစိုးရဆွေးနေပြီ။ policy ဆွေးနေအောင်လူငယ်တွေကတကယ်သိနေပြီလား။ လူငယ်တွေရဲ့စွမ်းဆောင်ရည်တွေလူငယ်တွေရဲ့လိုအပ်ချက်တွေလူငယ်တွေရင်ဆိုင်နေရတဲ့အခက်အခဲတွေနိုင်ငံရေးနဲ့အဖွဲ့အစည်းတွေမှာပါဝင်ပတ်သက်လို့တဲ့အခြေအနေတွေအကြောင်းဆွေးနွေးခဲ့ကြပါတယ်။ International UD မှာဒေါ်စုပြောခဲ့တဲ့စကားတစ်ခုရှိတယ်။ဒီမှာ88နောက်ပိုင်းလူငယ်တွေက အဲနိုင်ငံရေးကိုစိတ်ဝင်စားကြဘူးလို့ကျွန်မထင်ခဲ့ဒါပေမဲ့အဲ့ဒါကျွန်မမှားသွားတယ်ဒေါ်စုကိုရင်ကအခုခေတ်လူငယ်တွေကစစ်စစ်နောက်ပိုင်းလူငယ်တွေကနိုင်ငံရေးကိုအဲ့လောက်စိတ်ဝင်စားကြအောင်ဒါပေမဲ့သူတကယ်စကားပြောကြည့်လိုက်တဲ့အခါမှာဘယ်လောက်ထိစိတ်ဝင်စားမှုအတိုင်းအတာရှိလဲဆိုတာပေါ့နော်ဒါပေမဲ့တေချာတော့တနိုင်ငံလုံးတိုင်းနာအနေနဲ့ကတော့အများကြီးလောက်ရောက်အောင်ပါဒါပေမဲ့စိတ်ဝင်စားတဲ့လူငယ်တွေလည်းအများကြီးရှိပါတယ်လူငယ်အခန်းကဏ္ဍဟာနိုင်ငံတော်ပြုပြင်ပြောင်းလဲရေးမှာပါဝင်ပတ်သက်နေရဆိုတဲ့အကြောင်းလူငယ်တွေနားလည်လာအောင်အသိပညာပေးတဲ့အစီအစဉ်တွေဆောင်ရွက်ပေးဖို့လိုအပ်ကြောင်းအခမ်းအနားတက်ရောက်လာသူတွေကပြောကြပါဗျာ ကျွန်တော်မြန်မာနိုင်ငံမှာပညာရေးနှိမ့်ချခဲ့တာတွေရှိတယ်။အရင်တော့ကကျွန်တော်ရဲ့အခွင့်အရေးတွေဆုံးရှုံးခဲ့တာတွေအများကြီးပဲရှိတယ်။အခုအချိန်မှာကျွန်တော်တို့ကလူငယ်တွေအတွက်ကိုပညာရေးမြင့်မားလာဖို့ရဲ့နောက်လူငယ်တွေအတွက်ကိုအမှန်တကယ်လိုအပ်နေတဲ့အရာတွေရပိုင်ခွင့်တွေအခွင့်အရေးတွေဒါတွေကို ရလာဖို့တော့အဓိကလူငယ်တွေစူးစမ်းရမယ်ပရာဟိတဆိုတာကျွန်တော်တို့ဒီတိုင်းမှာလှူလိုက်ပြီးတော့ပြီးသွားတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ humanitarian assistant ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒီပိုင်းတွေကိုလူငယ်တွေပို့ပြီးသဘောပေါက်လာဖို့လိုတယ်ကျွန်တော်တို့နိုင်ငံကအခုဆိုရင်တပြေးပြေးနဲ့ပြုပြင်ပြောင်းလဲနေတယ်ဒီလိုပွင့်ပြိုးရေးတွေလှုပ်ဆောင်တဲ့အခါမှာလူငယ်တွေရဲ့ပူးပေါင်းပါဝင်မှုကအရန်အရေးကြီးပါတယ်အကန္နာမှာလူငယ်အဖွဲ့အစည်းတွေရဲ့ဆောင်ရွက်ချက်တွေကိုခင်းကျင်းပြသထားပြီးလူငယ်အဖွဲ့တွေရဲ့ဖျော်ဖြေရေးအစီအစဉ်တွေလူငယ်ကြပြဆရာတွေရဲ့ကြပြရုပ်ပွဲတွေနဲ့ဆွေးနွေးပွဲတွေလည်းပြုလုပ်ခဲ့ကြပါဗျာ။ ။ RF သတင်းတော်မတ်ဆန်းမောင်အောင်တင်ပြပေးခဲ့တာပါရှင်။အခုဆက်ပြီးကရင်တိုင်းဒေသဘာသာအစီအစဉ်ကိုထုတ်လွှင့်ပေးမှာပါ။ကြားပြည်နယ်ဒီမော့ဆွန်းမြို့နယ်ကတောင်သူတွေကိုစစ်တပ်ကတီးစားချထားတဲ့နေရာတွေမှာဆက်လက်လုကန်ခွင့်မပြုတော့တဲ့အကြောင်းမြန်မာဘာသာစာရန်ထုတ်တင်ပြထားပါရရှင်။ဤဒနာကူမိကရလီကင်းပြဟယေပရလျာဒမေအဟနီကလီတလျာရောဒီအခိသယာကလီတအဆေဖုန်တေဟေဘေမေပလီဟနီပတိုကလီတဟီတတစနီဒီအက်စီဖုန် de dimo suvi mona de ke ma khala ya le ni khu be chikli ta e ha u ku pre ha april ya de che tu phya don no de he ro le me ple ha pa he khu lya ro do a nye be ra li ma te be ta u ni ngo chi phu nu Kita meta tu sepo ko nyai ni aku aki preha april ya ukali bin te he le area ni puli cha se de kit he ni te pya te se o ya be cha pa preha april ya de chi tu pya don no de pre a he du phu nu he wa na ni pa no pa su wa na no su kya na ho na si tanara tanara kui niki hai shop era kui yu san ne tai ka ma shop te ya he ka san ne me yu san nu na na chi e kya na nu na na shu ne ka san nu na shu na na ne me hi ni na na thui pa tu mun ka chi pa ne ta ba na e chi re ku di te pa re ve le ve ha u ba ma u mu na ri pa tu ta ka ta le ra u tu li li ve u pa to ပရိဟယေပရိလတဟေမေယျနီကလီတဟေကူလျာရောဒဟေမာဒေရေပရိဟယေပရိလဘီချစ်ထူဖြတ်တော်နုဒဟေမေဖေဖီဖူတထူတထူမေယျနီဟေကူလျာရောနုဒဟေဖုနုကလီတဟောပိဖေကဒတရိဒိုင်ဒရှိလွိနာနုသေဟေကူခလီလျာတီကာမာဘေဒီကလီတအမောရာဘအတုဆုဆုပလုခွာယာဒီဆောယကိသကေယောက်ခလီဘီနုဒဟေဖုနု ยีตนากูเปรียบเปรียบเหวิตาทือหอบุคลีอคัวคีกุศลจอทาทือหอมันนะชินาเบปามาลิซอยเปรียบปัวญีอควายาวปตุကလီတာဟောပိဖီနီဟေကူပရလီဘီချီတူဖြတ်တော်နတဲ့ဟေမာ လော့ပလီအူဟေကူခလီလျာဧကညီရှိတဖို့အထူးတော့ကလီတာဟောပိဖီပါနီပါဟေကူပရလီဒအသီဒိုအခရှိဒိုဆေဒိုတငူဖျာကုတ်တော်နတဲ့ဟေဒီညအတွက် RFA ရုံမြင့်တန်ညာစီစဉ်နေလဲဒီမာရင်ပြီးဆုံးပါပြီ ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်။